မမေလာပါတက်လိုင်းဖိတာလုံးမကိုဖိတ်လို့ရလို့နောက်ချသွားပါတယ်ဖိတ်ရလဲတောင်းမှန်ခါတယ်ဒီနေ့တော့ကောင်းမောင်ရှာပုံတော်ပဲဆက်ပြီးဖတ်ပြမှာဖြစ်ပါတယ်ဟိုဒီနေ့ကတော့သူတို့အပြန်အလှန်ဖြည်းဖြည်းနေဆိုကြတယ်ပေါ့နော်တက်ကတော့အတတ်နိုင်ဆုံးအာဟိုဖတ်ပြပါမယ်ပေါ့နော်တကင်းတော့မဆိုတတ်ဘူးပေါ့နော် အဲ့တော့ဟိုတနေ့ကတော့ဒီဥစားနဲ့ခင်ဆောင်နဲ့အပြန်အလှန်တချင်းဆိုကြတယ်ဒီနေ့ကတော့ပို့သူတော်ဦးမင်းကနေပြောမှပြောပြတဲ့အကြောင်းနဲ့ဆက်မှာဖြစ်ပါတယ်ကျွန်တော်တို့မြမဆိုင်တန်ဇဘုတပြေပင်ကတပြေသီးများလေခတဲ့အခါကျတော့သမုဒ္ဒရာရဲ့တွေ့ကြတဲ့အတန်တွေကိုဖမ်းယူတီထွင်ခဲ့ခြင်းဖြစ်တယ်အဲ့ဒီအတန်တွေကိုစတင်ဖော်ပြပါမယ် ဆိုတော့လူဦးပင်းကနေပြီးတော့ဖော်ပြပါလေ။ဘန်ခွင်တလောဘဲစီတွင်မှမကြဘူးမကြုံဘူးထုံပြတိအတန်မြရောင်လျံဖိတ်စပူဒီကျုံးထိတ်ကကဘာချက်တီတပေပင်မြင့်ဝင့်ချင်တိုင်းဝင့်ကြရောအမြင့်ယူစနာတရားလောက်ကြီးထိုပင်ကဒီတော့ကမြကြီးသမုတ်တရားကုန်းတာကန်းထိတ်ငွေရောင်ထက်ကြော်သည် တရဇကာကာခရတံတဘောတံစောင်းညင်းတံလကွင်းတံထုံမင်းတံစီပုတ်တံဒုရိယာတန်စုံပုံပုံပြိုးပြုံ ပိုးပလုံဘိုးပုံအိုးအုံအိုးဤညို့ညို့ညံဆင်ပြီးလင်အမြင့်ယူဇနာတရာလောက်မှထိုးပင်မကကြလိုက်သောအတန်ထိုကဘုသူတော်ကဒုတိယစာပိုင်းလိုအားဖြင့်ခေကာမြေမှာရေလွှမ်းမိုးတော်လှိုင်းတဘောများတအားကြီးပုတ်ခတ်တဲ့နှိုင်းရှင်ထားတယ်ဆိုသည်ကိုဥပင်ကဆက်၍ ယောဂနာခင်ကမဟိန္ဒာဟုကြီးစွာလွန်မိုလှိုင်းတဖို့သည်မိုးရံထက်မြင့်အာဂုံကြီး လွှင့်ပြီးလင် အစင်စင်ထက်ထက်ပောက်ပင်ခက်ကန်းလုံးရိုက်ဝန်းလုံးလိုက်တိုက်လုံးနှင့်ကျွန်းလုံးပြက်မြင့်လုံးမရေဆိုင်ကို ထွင်းဖောက်၍ရှင်းတော်ရရရဆုတ်တက်ချေထက်ထက်မြက်ကြောများပြက်ကမန်းရှုသူများပန်းစလာမူဝေလိုနောက်စရာကြောက်မဲ့ဖွယ်ရေထုစတုရာတီတိအောင်မြေတို့ထီအောင် အီဒေါ်စီတောလာရင်မက ကြလိုက်တော့အတန်ထိုကားပို့သူတော်ကထက်မှန်၍ပြောပြန်သည်မှာအမြောက်တန်ပုံတန်များနဲ့ကြောက်ခမန်းဖွဲ့ဖို့ပြပန်းနဲ့ချိုးချိုးချိန်ချိန်အတန်တိုးတိုးတိမ့်တိမ့်လျံနိုးနိုးနှိမ့်နှိမ့်ခံဒိုးဒိုးတိမ့်တိမ့်မြန်အမြောက်တန်ပုံတန်တော်တန်ငလင်တန်ပဲ့တင်တန်တီလိုင်းတန်မင်းပန်တူလေးညီတန်ကလေးတဲ့ကိုတံမီနဲ့နှိုင်းပြီးထိတ်ပိတ်လို့လဲခေါ်ပါတယ် ဆိုရန်ဆိုခွင့်ဆိုသင့်သမျှဆိုလိုက်ရရင်ဆိုစကြဲပွားနာသူများမှာ နားရမစုံနှအုံနှင့်ရွင်ပွင့်မီယွန့်တော်ကြောင့်မကွန်စတာထကထာနှင့်တီကာမချက် မဆိုရပြီဟုတကယ်ကလည်းတဲ့တဲ့ကလည်းတဲ့အိုဘက်ကလည်းတဲ့ကြောက်ပွဲကလည်းတဲ့တစိမ့်ရကလည်းတဲ့ကလည်းတဲ့ကတကတမ္မဏိကလည်းတဲ့ကလည်းတဲ့ကတကထိတ်ပိတ်အတိတ်အတိတ်ရကလည်းတဲ့ကလည်းတဲ့တကတေးတေးတင်းကလည်းတဲ့တကရှင်ဘရင် တောင်တွင်မြင့်ဘုံတောင်တွင်မြင့်ဘုံကလတက်တွင်နှိန်တာဝညောင်ကန်ဟုဆိုပဲရှိပါတယ်။တောင်တွင်လည်းမြင့်ဘုံစီရင်လည်းဘဟု အချိုတွင်ထညက်အထက်တွင်စိတ်ဆောင်မောင်းတွင်နီအနီတွင်ဟင်းတာဗရာအငံတွင်စာအပားတွင်ဆက်ကူအပူတွင်ငရဲမီကိုကြီးတွင် အသူရင်ဒေဝင်တွင်တကြပရံများတွင်ဇောတိရာအမျက်တွင်နှိပ်ပန်းအတန်တွင်မိုးကျအခိုးတွင်နဂါအသားတွင်ဝက်အသီးတွင်တရက် ကလရက်တွင် နေတာကလရက်ခောက်တန်သည်ပညာနှင့်ပရမတ်သမားတို့အတွက်မဆန်းခြင်းသို့သောမြမပြည်သူပြည်သားတို့အတွက်ပြီးယောဖလာဤတန်ကဒိဗံမျိုးမျိုးနှင့်ပြည့်စုံသောစီယုံရေးလက်နက်ကြီးဖောက်ပါလောလူပြည်မှာလည်းပတ်မရခုဆို၍ပြခဲ့သည်ဂုဏဝီတိအတိတ်နာမဝိသေးတာဖြင့် နိုင်တာဒမီသည်တော့ကလရကြီးသည်အယံဤအယဝေကျင်းနယ်တခွင် လူရှင်တို့နာ ချက်ဝင်းကျင်ကြကြလင်ဖရာပထိုရှိခိုးပူသောဖူးမြော်ကြတန်တညာညာနှင့်ဇာအန်သူများတွားကြသူတံပြန်ပြန်ကြသူတသွဲလှုပ်ဖွယ်ဆောင်မှုပြုကြသူပရရှုပ်လက်လုံတောင်းသူမိတ်လက်ခုတို့လည်းဥတူတော်တော်စောစောမူသောနေတာတန်ခောက်ကပြီးဟုသူ့နောင်ကမကြွတ်ကြွတ်စုထကြသည်နေနာရဂျေစုဂုံ ထူးကိုချီကျူးအသည့်ဒီကာနဲ့ဖွင့်ရရင်ရေမြင့်တုံကြာမြင့်တုံဆိုခဲ့သောပုံကဲ့သို့ညံဟုံနှင့်ကလတဲ့တချိန်နဲ့တက်သောအခါနာရက်သူအများကြောင်းဝင်သူရှာမိကြောင်းစကားအညွန့်အကျဲကွန့်၍မလွန့်စသာဇေယတုမင်္ဂလာနှင့်အစုံတိုင်းချီတိုင်းသိင်္ဂါပြီးဝမ်းမှာလွမ်းစရာနဲ့တကူကြားသည့်သူဆိုရအောင်ရှာငုတ်တို့တိုင်ထောက်နဲ့ကစားလောင်မြင့်တင်ခံလိုက်သည့်ထိုစင်မှာတဲ့တင်တဲ့ဟီဟီတင်မိလာအောင်တီးတဲ့ ဆရာတော်နှင့်မယ်နုအင်းဝမြို့ကောင်းစားစဉ်ကဖန်တန်းရှင်ကဘာကြည့်တော့ခေါ်စကိုင်းမင်းနဲ့မိဖုရားကောင်းမယ်နုတို့ကနမ်းမြို့ရင်အုတ်ချောင်းတော်ကြီးဝဲတင်ထားကိုယ်ွယ်တော်ဆရာတော်ကညောင်ငံမနာမည်ကျော်ဥပုပ်ဖြစ်သည် ခေလိုက်ပန်းစကားနှင့်ဆိုရတော့သူကိုဥပုပ်ဟုမခေါ်ပဲဥပုဟုဆိုရင်သူဝတိနဲ့ကညီမီပေကြောင်းဆိုတော့ဆရာတော်ကစကားပြောနေပါ၏အမြဲတမ်းစာဖတ်ခြင်းစာရေးခြင်းကိုသာပြုနေတတ်သည်အကြောင်းမဲ့သူကိုချင်းကဲ့သူများ မလိုအပ်သောအနေထားရောအနောက်ရှံများသည်ဟုယူဆသည်သာသနာပိုင်းကို၎င်းဘယင်းနှင့်မိဖုရားကို၎င်းခက်ပြက်ပြက်ဆက်ဆံသည်စကားကိုလိုသည့်ထက်ပုံမပြောချင်တရားကိုလည်းအပုံမဟောချင်ထို့ကြောင့်သူကိုအလွန်ပူကြသောကွာကန့်လန်စရာတော်ဟုယူဆကြောက်ရွံ့ကြ၏အမှန်၌ကအပုံမပါသောသူစကားကိုပညာခြေခံဖြင့်နားထောင်တတ်ပါကတရားဟောစီနှင့်ကိုခြေခံနှင့်မှတ်မိအောင် အတူကျုပ်ပြောဟောခြင်းများဖြစ်သည်ကိုတွေ့ရလေသည် ဘူးလည်းမဟုတ်ကွာလည်းမကြမြို့ချလင်ယောဂါကြရသောဩဒရာစေစွမ်းကောင်းများသာဖြစ်လေသည် ဥပ္ပဤဝါရနှင့်ပတ်သက်၍ဆောင်းပုံကလေးတစ်ခုရှိသည်မှာဒီရံငန်စရာတော်ဥပ္ပကောထုတ်ပေါ်မိန်ကလေးရာ နှစ်လူနဲ့ပြမကဲ့ရဲ့မှာစိတ်စာမကြောက်ရာသုံးဖျားကဲ့ရဲ့ကြောက်တကွဲရောက်ခဲ့နေဘူးတောင်ဤဆောင်ပုံကဗုဒ္ဓဘာသာလောကတိုင်တမက နိုင်ငံတကာပညာရှိလောကီကဲဆက်ဆက်မိရှုတိုင်းတပွဲလည်းဖြစ်နေလေသည်။တော့ပြင်ဥပုပ်ကိုယ်တိုင်းသုဒ္ဓနိဗ္ဗာန်ပါဠိတော်မှာရွေးချယ်ကအနက်တန်ပန်ထားသောကြံ့ကဲ့သို့ခြင်းရာဤဟုသောဂါထာတစ်ပုဒ်လည်းရှိနေသည်။မေတ္တာဥပေက္ခံကရုဏာဝိမုတ်တံအာတိဝမာနောမုဒိတင်္စာကလီသဗ္ဗေနလောကေနအဝိရုစီမာနောဧကောစရိခက်ကဝိတာနကပ်ပောမေတ္တံချင်းချင်းဟုဆိုအပ်သော ဝိမုတ်တံစန့်ကျင်ဘက်မှလွတ်တော်အပပညာကို၎င်းဥပိ္ပခံလိလူရှုရသောစန့်ကျင်ဘက်မှလွတ်သောအပပညာကို၎င်းကရုဏံတနာရသောစန့်ကျင်ဘက်မှလွတ်သောအပပညာကို၎င်းမုဒိတင်စဝိမြောက်တတ်သောစန့်ကျင်ဘက်မှလွတ်သောအပပညာကို၎င်းကာလီတင့်တင်လျောက်ပတ်သောအခေါင်း၌အာတိဝမာနောမိဝဲသောအာပွားစီသည်ဖြစ်၍တပ်ဘိနခတ်သိမ့်သော လောကနလူနှင့် အဝိဒုဇာမာနောမဆန့်ကျင်စေမူ၍ ဧကဝဲရာရှိနာဖို့မလျှောက်ပဲတယောက်တည်းကြီးဆက်ရီကျင်ရသည်ကီမီဝါတယောက်တည်းသာကျင့်စရာဝဲဗမာတမှုအအတန်တူကခက်ကဝိတာနာကပ်ပေါ်ကြံ့ချူအဒီကြံ့ချူအဒူဒီဝါတန်လျက်သွားလို့ဥโจတချောင်းတည်းရှိတော့ကြံ့နေအဒူဧကဝဲရာရှိနာဖို့မလျှောက်ပဲတယောက်တည်းသာဆက်ရီကျင်ရ၏ မိမိသည်သူတော်သူမြတ်နေပြင်ဗုဒ္ဓတရားတော်ကိုကျင့်သုံးအားထုတ်ရ၌လူခတ်သိန်းတို့နှင့်မဆန့်ကျင်မှု၍တကိုယ်ရက်ကြက်စားလေးရှိသောကြံ့တော်အားကဲ့သို့အားထုတ်ရသည်မိမိ၏ရင်ညွှန်းညက်စေတသိက်သည်လည်းထိုကြံ့၌ပါရှိသောအကြောင်းနှင့်သောဥချိုကဲ့သို့အခြားအားထားစရာမရှိဟု၍တသမတ်တောင်းလင်းဆုဆိုင်ခြင်းကြံ့ရသည်ဥပုပ်သည်စကားနိုင်၎င်း ်တရားနိုင်၎င်းအပြော့အဟောနဲ့လာသည့်စာပေပရိယတ်မပြတ်မလတ်ကြည့်ရှုခြင်းပို့ချခြင်းကြံပြုခြင်းအလုပ်ဖြစ်သောအချိန်ကုန်သည်ပေတစ်ချက်ကိုသုံးချိန်ကြည့်မြင်လင်အာကုန်ရသည်ယန်းနော်ဝါတွင်ဝိနည်း၅ချမ်းကိုအာကုန်ရသည်ပိရကတ်သုံးပုံကိုအာကုန်ဆောင်နေတော်လဲသူများမသိရချေစွန်းစားရ၌စွန်းပွဲတစ်ဖက်၌ရှိသောဟင်းခွက်များကိုလျှက်ပေါ်ကလှမ်းကြော်၍မ၌မိမိပဲနီးရဟင်းခွက်ကိုသာကောင်းဆုံးမရွေးမှု၍ ဖုံးပေးတော်မူသည်။ဒီကြိမ်ကညာငန်းတွင်เจ้าနိုင်ကိုမိ၍စာကြည့်စဉ်မိုးရွာပြီးเจ้าကိုမိုးချိုးပြရာဥပုပ်ကစာကြည့်မပြတ်ချင်းတိုင်းကိုပင်မှီလျက်သည်။ထို့တိုင်လည်းယခုထို့တိုင်လည်းယခုတိုင်ရှိနေလေသည်။ဒူလာယောဂါဆွဲကက်စဉ်နေရောညာပါကုဒီထဲ၌နေရသောအခါကုဒီနန်းရန်၌တင်မုံလုပ်ပြရ၏။တပည့်များကသူရေးပြီးစာများကိုနေ့တိုင်းကူးရဖြဲရသည်။သူနှင့်ဂါထာလေးရာ ရည်ပီခဲလေသည့်တက်တော်55တွင် ကျန်းမောင်း90ပြည့်စုံနိုင်ခဲ့သည့်မြန်မာသာသနာဝင်၌ဘုတ်အစဆိုရာကဘုရားဘုရားမြန်စွာကိုပြောတာဘုတ်အလဲဆိုရာကရှင်မဘုဒ္ဓဂောတာနဲ့ဘုတ်ဆုံးဆိုရာကဥဘုတ်လို့ဆိုရရှိခဲ့ပါတယ်။ထိုကာတာတွေကဆရာတော်ဥဘုတ်ကိုယ်တိုင်အနဲ့ပြန်ထားခြင်းဖြစ်ပြီးတော့သူ့ရဲ့လေဝါသကပြေအရာ အရာမှာတော့မိတို့ရှိကြောင်းခံမှန်းနိုင်ကြပါတယ်။ကုမ္မခေကသူရေးသားတဲ့မြန်မာစာကယခုတိုင်းပောရနာစကားတလုံးမှမပါပဲရှင်းလင်းပြတ်သားလင်းပင်ရှိနေပါတယ်။အပေါ်မပါပဲတိုးတုတ် ချောပွေတဲ့ဥပုကပရိယတိရေးရာရုံ၌သာပြည်စုံသည်မဟုတ်မြမစကပြေရေးရာ၌လည်းဇက်ကြီးဆယ်ဘွဲကိုမြမလိုပြန်ဆိုသူမင်းဘူးဥရောပါတာကဲ့သို့မခက်မခဲလူဒကာနားလည်လွဲသောအတော်နှောင်းတို့ဖြင့်အလင်္ကာရာ၌ကျွမ်းကျင်ချောင်းထင်ရှားစေတဲ့မြတ်စွာဘုရားကိုရရာမင်းမိမိတရားကိုလူသူဝေနီယာပေါင်းတို့ရှင်းလင်းစွာနားလည်ရေးကိုအဋ္ဌကထာဟောတော်မူလျရှိရာဥပုတိလည်းမတိမ်မွေ့စေကောင်မူလူရာကိုဒိုးဒိုးတောက်တောက်ကွက်ကွက်ကွင်းကွင်းသဘောပေါက်အောင်မိတ်ဆွေတတ်လေတယ် ဧဝဘယင်းဖန်နန်းရှင်ကဥပုပ်ကိုနေပြည်တော်သို့ရွေးချယ်ကပင်ဖိတ်ယမ်းမူလကရည်ရွယ်ချက်မရှိခြင်းရောင်ငံမဆရာတော်ဥယောက်ကြီးခေါ်ရှင်နရိန်တမကဗျာလင်ကရေးသားရရင်အပေါ်လိုမရှိပဲပြောင်မြစွာရေးသားနိုင်သည့်ထိုကိကဥပုံညမပေါ်သေးတော်လဲထိုဆရာတော်ရေးသားမှာဥပုံညကဲ့သို့ပင်ရှွှွှွှဝင်နေသည် ဘုံတော်ကြီးနေဖြင့်ဖန်တန်းရှင်ထံသို့မေတ္တာများရေးဆက်ပေးဖို့လေးရှိရာရှင်ဘုရင်ကများစွာလိုလားသဖြင့်မဟာရန်ဝင်ကိုဆင်းလွတ်ကနေပြီးတော့သူကြွရာသတင်းသုံးရန်ပင့်စေသည်တို့ရရင်ဆရာတော်ဥယျာကြီးဥယျာကြီးကငါတို့မင်းနေပြီးတော့မှမင်းဆရာနဲ့တူအောင်စာမတက်ပါမောင်ဖို့နဲ့တော်သည်သူ့ကိုပင့်သွားကြပါဆိုသဖြင့်ဥယျာကြီးအစား ဥပုဘ်ကိုပင်ကြရသည်ဥပုဘ်မှာတနှစ်အတွင်းပြောင်းတော်မူရာတွင်နမ်ရောမန်နီအုပ်ချုပ်ကြီးလက်လက်သွားသည်ပြင်ညောင်ကံမှဥပုဘ်ကိုပင့်ဖိအားခြင်းဖြစ်လေသည်နမ်ရောမန်နီကရှာရောတိရှာနေချိန်၌တပောင်းတစ်ခုပေါ်လာရာအမတ်ကြီးဥပုဘ်ကမိဖုရားကြီးတန်သူရွတ်ဆိုပြလေသည်နေဝင်လို့မို့ချုပ်ရွှေဘုတ်ကဤပူစီတဲ့လေသာသနာဝါယမတပန်ထုတ်ရန်ပါရွှေဘုတ်ကမဲ့စရုံးမှာနားလဲပါဦး ထိုတပောင်ကိုမင်းနုကများစွာနှိမ့်ချိုက်ကရှင်းရှင်းဝေးဝေးမိမြန်မနေတော့ပဲဥပုပ်ကိုချက်ချင်းပင့်လိုက်တော့သည်ဥပုပ်ကသူကြွကျင်သောအချိန်ကြွလာခဲ့မည်ဟုဆိုသည်ဖြင့်တနေ့တနာမြင်းမူတီတကိုယ်တည်းကြွသွားသည်ထိုပနေပြီးတော့သူနေပြည်တော်မှကြိုးဆိုသူတို့နှင့်တွေ့ကနန်းတွင်အောင်ချောင်းသို့ရောက်ရှိနေသည်ဥပုပ်နှင့်ပတ်သက်သောဘုံတို့ပတ်စာတို့ကသူ၏သဘောတရားကိုပုံမထင်ရှားစေပေသည် ညောင်ကန်၌ကိုရင်ဝင့်နေစဉ်ဖခင်ဖြစ်သူဥဥကအကြောင်းသူလာရာအကြောင်းခွင့်များဝိုင်း၍ဟောင်းချခိုက်ကြသည်။ကြားသောကိုရင်တို့ကဥဥထံလာရောက်ကယူရစွာပြုစုကြသောလဲကိုရင်ဘုတ်ကစာကြည့်မပြတ်ကြမမသူဖခင်ထံဆင်းရွေပင်လာမကြည့်ချင်းထို့ကြောင့်ဖခင်ဥဟုကစိတ်နာစွာဖြင့်မောင်ပုတ်ရာမင်းကမနေနိုင်တာမဟုတ်ပါဘူးဟုဆိုကဖခင်နှင့်တာနာကဘယ်တော့မှမတွေ့တော့ဘူးဆိုလေသည်။မှတ်ချက်ဥပုံမှာထိုချိန်ကကိုရင်ဝင်းနေပင်ရှိနေသေးရာ ဒေသနာတော်ကိုသူ့သဘောအရတယူတန်ကောက်ယူနေဟန်သူသည်ဖခင်ဦးအိုကိုခွေးဝိုင်းခြင်းကဲ့ချင်းမှာသူ့ဤကမ္မဝါစရတာဖြစ်သည်ထို့ကြောင့်သားဖြစ်သူနေဖြင့်ထိုဝိတ္တာကံလာကိုမိတို့များမကူညီနိုင် ထို့ကြောင့်ထကြည်လင်လည်းအချီးနှီးပင်ဟုသဘောပိုင်ရန်ရှိသည်သို့သောလူမှုရေးလောကဝင်နေဖြင့်သူ့ကိုအလွန်မင်းရန်ပြရာရောက်နေပုံကိုသူကသတိပြုမိဟန်မတူခြင်းရန်ရာကြလင်လည်းဂယုစာမီမဟုတ်ဤဇာတိတယောက်ကဤတို့သာသည် ဘယ်တော်ကြီးတော်မွေးနေဆက်ဆံရနိုင်လဲအဆင်ပြေလာသည်မဟုတ်ချေအိဝအုပ်ချောင်းသို့ရောက်ပြီးတနည်းကန်အကြာတွင်ညောင်ကံမမိခင်ကလိုက်လာ၏တာဖုန်ကြီးနားတိုင်းကဝှက်ချပြီးနောင်ငိုရတော်သည်ဆရာတော်ကခမဒီမှာပါလို့လာပြီးတရှုပ်ရှုပ်ငိုနေလဲမေးတဲ့အခါမှာတပည့်တော်မှစီရင်ခံပြီးတာဖုန်ကြီးခြေတော်ရင်လာခဲ့ရမှာနှုတ်ဆက်ပေါ်မြလိုဝမ်းနဲ့လာပါတယ်။ဩတကမကြီးဒီလိုငိုခင်ရတယ်ဘောရတယ်။မရင်မတွက်နိုင်တော့ဘူးဟေးကပ်ပြရလာအောင်ငါမေတော်ကြီးတင့်တော်ရခေါ်တော့ဆောက်ရှောက်ပါဆိုပြီး ပြောလေသည်နမ်မော်မဲလူငါဘဲတော်ကြီးအာငွေ၅ဘိတ်သာပေးလိုက်တော်ကဒကာမကြီးအဲ့ဒီပစ္စည်းတွေနဲ့စသကုသိုလ်ကောင်းမှုလဲအားထုတ်ပြီးတော့ကင်ပြန်ပြီးတော့စားကြည့်ပြတ်တယ်ထို့ကြောင့်ရော်ကြီးရွာပြန်သွားလေနှစ်နှစ်ကြာတော့ကသားပုံကြီးထံပြန်လာကကျောင်းနီတဲငယ်နေနေထိုတဲငယ်ကိုမိလောင်ရာခါဝဲထမင်းတပတ်တထဲသားကျန်းတော့ကြောင့်သားပုံကြီးကိုပြောပြရာတန်တရာတရားလို့ကမာကြီးကိုလောင်နေမိများကိုချုပ်မတားစီနိုင်ဘူးကုသိုလ်ကံတာလင်အင်းငင်းအောင်တားစီနိုင်တယ် တပည့်တော်မမတတ်တက်ကဒီစီရမျိုးမတွေ့ကြဘူးပါဗျာဆိုတော့တကမ္မကြီး ချမ်းသာခြင်းဖြင့်ခမရတပည့်လေးကြောက်လူသားခင်ဘယ်တော်ကြီးကတခုတည်းသာကြံ့ရသောဒုက္ခတည်းဤခြုံတဲ့တပည့်ကလေးကိုမိမိကြောပြင်မှခွာယူကဆရာတော်တို့ကတ်လူလာရလေသည် ထိုတဲ့င်းကိုလမ်းတော်မဲလူထံရောက်လေသောအခါတွင်မိလောင်မိလာရ၏အခြားသူများလည်းမေတော်ထံတပွဲပွဲလာရကူညီကြသည်ဖြင့်ဤစည်းဥစ္စာများပြားရသောဟု၏ မှတ်ချက်မေရော်ကြီးနဲ့ဆက်ဆံရနိုင်တင်းမှဟန်ရှိတော့လေဒကာမကြီးငိုခဲ့ရတဲ့ဘဝတွေမနေတော့ဘူးဒကာမကြီးကိုလောင်နေမိတွေကြုံမတားစီနိုင်ဘူးဟူသောဩဝါဒတို့မှာပေါ့ပေါ်ဆာဆာမနေပဲဗုဒ္ဓဘာသာပြပြီးကိုယ်တိုင်ကို့ဖို့တရားအထုတ်ရန်တိုက်တွန်းခြင်းပေသည်မေရော်ဤတပတ်ကလေးအလူခံယူပုံမှာလည်းတရားနယ်တကားပညာသားပါလာသောဥပုပ်ဤပရိယတ်ပင်ဖြစ်ပေတော်သည်ဘင်းရင်နေမိဖုရားတို့ကဆရာတော်ဥပုပ်တို့အောက်ကြောင်ကြီးအပ်လူတော်နေကလည်းခုလုခုလူနိုင်ငံကြောင်ရဤ ရင်နဲ့မိဖုရားအမှုရှိသောပရိသတ်ကဩဃာတရွတ်စွာကရောကံပြီးဆုံးချိန်၌ရှာတော်ဥပုပ်ကဆုမပေးဘဲနေသည်အနိရှိကိုရောကကိုဘုကတော့လောက်ရောမပြအခုမှစကားရှိသည်။ဘာများလို့မကြတယ်မပြောတတ်ဘူးဟူကြီးတော်လေသည်။အတန်ကြာမှ ရှ िख ိုးဝေးချတယ်ဆိုတာကဂျန်ငံမာကတော့ပင်စပတ်ဏိတလို့ခေါ်တယ်လို့မိတော်မူသည်ထိချင်းငါးပါးဖြစ်ပြရသည်ဟုဆိုလိုသည်ဤရင်နံမော်မန်နုကရှင်ပြင်းဤတရောင်စိအောင်နာရှိသောဂရိဘာကောင်းအောင်ကြီးကိုဖဲလာပြီးမှထက်၍ကရောကန်ရွတ်ဆိုကြသည်သည်ယခုအချိန်၌ကပင်စပတ်ဏိတဝနာနာယလူ၌ ခြေနှစ်ဖက်လက်နှစ်ဖက်ခေါင်းတက်ဘောင်းငါးတို့ကိုမြင်းနှင့်ကြမ်းမြင်လိုက်ဒီဇေ၍ရှင်မြေမှာရှိကိုကြလေသည်တီလာပေးပြီး၍ဩဝါဒပေးတော်မူပါဘုရားဟုဘုရင်ကလျှောက်တင်ရာဥပုပ်ကမင်းချင်းတရားတို့နှင့်အညီချင်းပါကငါတို့ကဆုံးမဩဝါဒပေးရန်မလိုမင်းနှင့်တူအောင်မချင်းကလည်းငါနဲ့မဆိုင်အဝီစီနံသာဆိုင်နေမှုမိတ်တော်မူလေသည် ။မိဘကောင်ကြီးမန်နုကတပည့်တော်မသည်ဤအုပ်ချောင်းကြီးကိုငွေသုံးသိန်းအကုန်ခံဆောက်လုပ်လူတန်းခဲ့ခြင်းဖြစ်သည်။အလံကုံရွာ၌လည်းတသိန်းနံချောင်းကြီးဆောက်လုပ်လူပါ၏။သို့သောအလူဒါနသည်တင်းနေတမ်းရှိပါဘူး။ဒါန၏ကျိုးတရားများကိုလည်းဟောတော်မူစေခြင်းမသည်ဟုလျှောက်တယ်လေသည်။ထိုကားစရာတော်ကဖလားတစ်ခုနှင့်ရေခတ်စေ၏။တပံထိုးရေကိုသွန်စေ၏။ရှုလောယခုသွန်ပြသောရေသည် လူရပါပစ္စည်းနှင့်တူသည်ဖလားနိုင်ကကြံရသောရေသည်မိမိအတွက်ရရှိသောကုသိုလ်နှင့်တူ၏ဟုပိတ်တော်မူလေသည်။နောင်သောအခါမေနုကတောင်ဘလူးဆရာတော်အားအလူဌာနနှင့်ပတ်သက်၍ဆရာတော်ဥပုဘ္ဗကထိုသို့မိတ်ဆွေပေါ်မှာဂျိနက်ပွဲမရှိကြောင်းရှောက်တင်ရာတကယ်တည်းဗျာငါတို့သာသနာမှာစာရက်သူနေပါ၍အင်အားမဲ့နေရာမှာ တောင်ပကန်းကဥပုပ်ဖြင့်ရှိသေးလျက်လို့အာကိုမိပါတယ်သူကလည်းတဲမျက်နာလိုက်တကူဟုမိန်တော်မူသည်ထို့ကြောင့်အများကြီးလူသူမဲနှုတ်အတွက်ကုသိုလ်ရနေနေသည်မှာပြဿနာပင်ဖြစ်နေလေသည် ။တချိန်ကဆရာတော်ဥပုပ်ကိုဇွန်းကပ်ပြီးမဲနုကတပည့်တော်မကို၅ပါးတီလာပေးပါဗျာဟုရှာပြီးဆရာတော်ကကိုရာရွတ်ဆို၍စောက်တီလေးဟုမိန့်တော်မူလေသည်။တချိန်ကအကြောင်းတော်သူဖန်တန်းရှင်ရောက်ရှိခြင်းတွင်ဆရာတော်ကမျက်စည်းလန်းနေခဲ့ဖြစ်မင်းစီသူကဆရာတော်ထံချင်းကပ်ကအကြောင်းတော်သူကြွရင်ရှောက်တင်ရာနင်းတို့ရှင်ပြန်လာတာကငါကအာဂနုကဝတ်ပြုရအောင်မလားဟုပြန်ပြောသည်ဖြင့်ရှင်မြင်ကပင်ဆရာတော်တပြက်လဲရသူလာရကြတော့ရလေသည် ရှင်မင်းကနိဗ္ဗာန်ရောက်အောင်တရားအတူချုပ်ဟောတော်မူပါဟုလျှောက်တင်ရာဆရာတော်ကအောက်ပါကားထာကိုရွတ်ဆိုလေသည်ခန္ဓာဒါနီဘိကဝေအမန္တရာမိဩ ဝဝယမောတင်္ခါရာအပမဒေနာတာမဒေတာအချိန်ကနန်းတော်နာပြိယုပွဲရှိလေရာရှင်ပြင်းနဲ့တကပြိသက်ဆုံးသောလဲနန်းမတော်ကြီးမရောက်သေး၍ခေတ္တဆောင်မယံပါတော်မြတ်သူကရှောက်တောင်းရဆရာတော်ကနန်းမတော်ပါမပန်နေကိမာလာဟုမိတ်ဆိုဤထို့ကြောင့်ရှင်ပြင်းကကြော့ကြပါဟုဆိုကနန်းမတော်ကြီးမပါဘဲကြော့ကြရလည်သည်အချိန်ကလဲဆရာတော်ကြီးများကိုနန်းတော်သို့ပြင်ရဥက္ကကကြွမလာသဖြင့်အရှင်ဘုရားမပါရင်မပြီးပါဗျာအရှင်ဘုရားကိုဗဒနာထားပြီးပြင်ပါသည်တပည့်တော်တို့ကိုငဲ့ညာပြီး တခြင်းတကာကြတော်မူပါဟုမြတ်မဟာရဝင်ကပြင်လာလေသည်ထို့ကြောင့်နန်းတော်သို့ဆရာတော်လိုက်သွားခဲ့ရာရှင်မင်းကိုမြင်မြင်တမြင်မိတို့ရှင်မင်းကဘဲမတော်ဟုမေဤထွက်တော်မမူလာသေးကြောင်းလျှောက်တင်ရာမိတို့ရှင်မင်းထွက်လာအောင်ဘဲမဆောင်နိုင်မှလဲစိတ်တန်းစိတ်တက်ွက်အဲ့ဒါပဲလို့ပြောလိုက်ကြဟုဆိုကပြန်ကြွသွားလေသည်တနေ့တနေ့ဆရာတော်ထံသွားကြရန်နမ်မတော်မင်းကရှင်မင်းကိုဆွဲဆောင်လေသည် တို့ကဘယင်ကကြောက်သွားရတာဆရာတော်ကစကားကလည်းမပြောတရားကလည်းရှင်းရှင်းမဟုတ်၆ခက်ခက်ကြီးခီလာတယ်နှမတော်ဆိုတော့မန်နူကစိတ်ချပါမောင်းတော့ယနေ့ဆရာတော်စကားပြောအောင်နှမတော်ကြံဆောင်မှမယ်တမိတော်ကလေးလည်းခေါ်သွားမယ်မဲတဲ့ကောစင်မြူမရှင်လားတမိတော်လေးဒီထိုချင်းကနှစ်နှစ်တမိရွယ်အလွန်ဆော့တန်နေကြပြီအုတ်ချောင်းတော်သူရောက်တော့ဆရာတော်ကိုကြောက်ရွံ့မှန်မသိဟိုပြေးတည်သွားနေဖုန်းကြီးဤရွှေကလပ်ပေါ်မှာပေးစာများကိုဆွဲချလိုက်ဟဲ့ဟိုနာကတချောက်ချောက်နဲ့ဘယ်ဟာကလေးလဲ တမိတော်ကလေးပါဘုရားဆိုတော့ဆရာတော်ကတမိတော်ကလေးကတဲလက်ကမြင်းတကိုဆိုပြီးပြောတော့မှနမ်မတော်ကြီးကလိုက်တီစွာတမိတော်လေးကိုခေါ်ယူပွေ့ချီလို့ဘုန်းကြီးကိုကတော့ပြန်ထွက်ကြတယ်။ကြောက်အောင်ရောက်တော့ဘင်းနဲ့မိဘုရားကတဝါဝါဝဲမြောင်နေကြတယ်။ဆရာတော်ကငါတို့သားစကားမပြောတာတမိတော်ကလေးတော့ပြောသားပဲဆိုပြီးညီချမော်ကြလေတယ်။ဒါကြောင့်သူ့ကိုတမင်ခေါ်ခဲ့ရတာပေါ့ခဏိတော့ကြောက်လာရာကျွတ်နဲ့ပါပေတယ်ဟုဆိုကြလေသည်။အလားတူမှတ်ဖွယ်တစ်ခုမှာ အမတ်ကြီးဥပ္ပဦးကျောင်းသို့ရောက်စဉ်ကဖြစ်သည်ဆရာတော်ကရေကန်နီး၌တပြက်လဲနေကဖြစ်၍ထိုနေရာ၌ပင်ဥပုဂ္ဂိုလ်ဝိချအလေးပြုရလေသည်ထို့နောက်ဥပုဂ္ဂိုလ်ကရေကန်ကြီးကဖြင့်အလွန်ကောင်းပါသည်ဖျားဆိုတော့ဥပုဂ္ဂိုလ်ကအေးကောင်းနေရေကလည်းအလွန်ကြီးတယ်အေးကြီးတယ်ဤရေကန်ကြီးမိနှက်နဲ့ပါသနီးဖျားဆိုတော့ငါမသိဘူးဆရာတော်တရင်သုံးတော်မူသောအကြောင်းတိုက်တွင်ဖြစ်၍ နီးဒီအတွက်တိတ်လိမ်မြေထင်မှတ်ရရှာမိပါသည်ဗျာအေးနီးတိုင်းတိရမည်ဆိုရင်နင့်နှက်ခမ်းမွေဘနဲ့ပင်ရှိသည်နီးတတိမထားမိရဘနဲ့ပင်ရှိကြောင်မသိပါဗျာအေးတင့်နှက်ခမ်းမွေဘနဲ့ပင်ရှိသည်ဟုပင်တင့်မသိပဲဤရေကိုင်းအတိန်နဲ့ကိုကောကာကတိနိုင်မည်လားဟုမိန်တော်မူလျာစကားတက်လာသောပညာရှိအမတ်ကြီးသည် ရှိသောစကားဆက်ပြေမရသဖြင့်ရှေခုတ်ဥချကပြန်ခဲ့ရရှာလေသည်ဟာတာဖြင့်ဘိုးတော်မင်းတရားကြီးကိုအနာယူလက်ရှိသောဥပ္ပဝုသည်ဥပုံနှင့်တွေ့ကမ နောက်ကကြာလေတော့ဒီအိမနေပြီးတော့ရှင်ရဟန်းငယ်တို့ဒီတရင်ဝါလာကျွေရေစာဝါရက်နာကပုံကြီးចောင်းတိုင်များတို့လှည့်လည်သွားကြရာဥပ္ပောဤအုတ်ចောင်းတို့ရောက်လာလေသည် စာကြည့်နေသောဆရာတော်ကိုဥခတ်ပြီးပြပြစွာခံနေကြလေရာဗာကိစ္စကြွလာကြသည်လေဟုမေး၏တပိတော်များမရဖူး၍လဲလာကြပါသည်ဗျာဟုပြောလေတော့အေးမရဖူးရင်မြေမောင်တောင်တည်သွားကြပါလားအလကအချင်းဤအချင်းကောင်လှည့်လည်ဖြုတ်နေကြတယ်ဟုမိတ်ဆိုမြည်တဲ့သည် ကြာရွှေစွာမနေဝင်ပဲဥချကပြန်သားရချလိုက်သည်ဥချကပြန်သားကြလေသည်အင်းဝမျိုးတော်နိုင်နေုံလာတွင်သူတမစာပြန်ပွဲများအကျင်းပါလေရှိသည်ထိုစာပြန်ပွဲတွင်နှင့်စဉ်တာယာရီမင်းသားကြီးအကြောင်းတိုက်ကားကြီးပထမကျော်ထွက်ပေါ်ခဲ့လျာပြိုင်ဆိုင်ဖြစ်သောနမ်မော်မဲနုနှင့် မောင်တော်ဆက်လင်းမင်းသားကြီးတို့ကအနိုင်ရရန်ကြံစီကြလေသည်ကျောင်းနိုင်ရှာတော်ကိုကဲ့၍တာယာရီမင်းသား၏ကျောင်းမှာပထမကျော်ကို ရှားရောင်းခေါ်ယူရထားကြလေသည်။စာပြန်ပွဲနီးသောအခါယခုနှင့်နမ်ရွန်တောင်းလိုက်ကပရမေဂျော်ထပ်ပေါ်လိမ့်မည်ဟုကြေကြာလာ၏။ဒါယာရီမင်းကစုံစမ်းရာမိမိကြောင်းလိုက်မှပြောင်းရွှေ့သွားသောပထမကြောင်းဟုသိရသောအခါနမ်ရော်မန်နူနှင့်ဇလင်းမင်းသားကြီးကိုပထမကြောင်းခိုးသည်ဟုရှင်မြက်ထံတွင်တရားစွဲလေတော့သည်ဖန်နန်းရှင်ဖို့ဤတော်နှင့်မိဖုရားကြီးတို့ဤတရားဖြစ်နေသည်ဖြင့်အဆုံးဖြတ်ရခက်လာသည်ဖြင့်သူဓမ္မဆရာတော်များလက်သို့လွှဲအပ်လိုက်လေသည် ဒါမြတရားရှုရင်တော့ပထမကျောင်းမထာဟုတရားရင်းမင်းကချင်းဝါဤမင်းတို့ကလည်းအာနာထက်သူဖြစ်ပြီးသူဓမ္မဆရာတော်များကမဆုံးဖြတ်ဝင်ဖြစ်နေသည်သူဓမ္မ၌နေစွန်စားပြီးတော့ကစာကြည့်ကြအောင်ဆိုမှုဆိုကအမှုမစင်ပဲပြန်ကြလိမ့်ရှိသည်တို့ကဆရာတော်ဥပုကကိုရောတို့ဟာကနေတိုင်းစားပြီးအိမ်နေကြသလားအရေးကိစ္စရှိမှစာကြည့်နေလို့ဖြစ်မလားဟုခက်ဆက်ဆက်ဝင်၍ပြောတော့ကဆရာတော်ကြီးများကဒါဖြင့်ဒီမှုကိုဆရာတော်ကလေးဆုံးဖြတ်နိုင်မလားဟုမေးလေသည် ချိုချင်ကဥပုံမှာတက်တော်53နှစ်သားရှိသေး၍ဆရာတော်ကလေးဟုခေါ်ခြင်းဖြစ်သည်အမှုကိုအံ့ရင်တော့ဆုံးဖြတ်နိုင်သည်ဟုဆိုသည်ဖြင့်သူအားအမှုအံ့လိုက်ကြလေသည်ဆရာတော်ဥပုံကမနေ့အမြန်အောက်ပါစီချက်ကို ထုတ်ပြန်လေတော့သည်တင်းဤမှုသည်တာယာရင်းမင်းငခင်နဲ့လည်းမဆိုင်နမ်မရောမိနုနဲ့လည်းမဆိုင်မင်းသားကြီးငအိုနဲ့လည်းမဆိုင်ဘုံကြီးချင်းတပည့်လက်သားကိုဖျားယမ်းခေါ်ယူသည်ဖြင့်ဝီနီတော်ရာစီရင်ရန်ဖြစ်သည် နိဘိကဝေအညတပရိတာဟုသောပုံမှန်အရငအိုကြောင့်တိုက်ကဖုံကြီးသည်သူတပည့်ဤတပည့်လက်သားကိုဖြားရခေါ်ယူသည်ဖြင့်ဒုက္ခအာဘတ်သည့်သည်ဒေသနာပြောကြစဉ်အနာဂါဖုံကြီးတပည့်ကဒေသနာခံလိုက်စဉ်နှင့်ဖရမကျော်သည်သူတမားဖြားရောက်ရာသို့ဆန္ဒဂရိလာခြင်းကြောင့်ဤနှင့်ပရမကျော်မပြန်ဆိုရသူရက်ရွာသို့ပြန်သွားစဉ်ဤကဆရာတော်ဥပုပ်ဤအစီရင်ချက်ဖြစ်လေသည်ရဲရှင်လူတို့ကလက်ပြကာလရဲ့ရဲဝင်တည်ကြည်တော်မူပါပေသည်ပညာတော်ကြီးလာပါပေသည်ဟုတန့်တော်ချီးကျူးကြကုန်သည် အကျယ်ပြန့်ပွားကထီယောနံပါလောင်ကျွမ်းနိုင်သောကိစ္စကိုဥပုပ်ကတဖောက်ချင်းငင်းအေးစေ၏အမှုကိုဆိုင်ရာ၌ပြီးပြတ်စေလျက်မဆိုင်ရာမြည်သူကိုမျှဆွဲသွားခွင့်မပြုခြင်းဤသည်လည်းဥပုပ်ဤဇက်တယုတ်ပြပင်ဖြစ်လေသည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာဖြစ်ပါရခြင်းကျေးဇူးတင်ပါရခြင်းကျွမ်းသူတာပါညာနော်ဘီလေးမကကဒိုနာမဖြိုးဤအမ်တီတီမေမေဝင်းဟုတ်ပါဥပုပ်နဲ့တက်နေကြပါပါ ဥပ္ပကိုမကြီးနဲ့နေကြမှာမကေတရီအာမမညီအပေါ့ sorry ညီမမအန်ဂျီအာကိုဖိုင်မညာမွေကြည်မေမေဝေမမနော်နော်အာမမမဖြိုဤအမမဖြိုဤဘမမေဘမေမမေရန်လာဆုံးအချင်းမနှုတ်ဆက်အာအရှင်ဇာတိကဥတင်ပါတယ်မြတ်မညာမွေမကေတရီမ မမဆာဆာမှာရွှေစင်ချီဘူးမနင်းစီအာဘာတင်ဆာမှာကိုတီကူမတီကူကကတော့နဲ့ဥဝင်းဥတနိုင်ဝေကိုတနိုင်ဝေကိုဖိုင်မလင်းလင်းမတင်ဆာမှာကကတော့နဲ့မမီနီအာကိုဖိုင်တီတီမမေဝင်းမယင်နာတာမယင်နာတာမမလင်းလင်းတော်တော်မမမမမဟုတ် အဆင်ပြေတယ်လို့ရှိတော့မှာပဲမမလင်းလင်းတတော်မမချင်းမမင်ရတာမလင်းလင်းတတော်မဥဒရာမေကုဒရာမေကဥဇော်ဒီကဥချင်းပါတယ်ဗျာတတော်မတိကုမမြမြအာဒီမမဝင်မတ်တ် HD ဇူးမှုတတော်မဥဝင်မရဲ့အမ်မဂျူလိုင်းဟန်နီမဂျူလိုင်းမမောအမ်မတ်2ဝေစင်မစနေလေးမနုဝေစင်မစနေလေးပြီးတော့အမ် မမင်ရမင်ရမနူဝေဇမစနေလေးမတဲ့တာမှာကိုဖုံးကိုဖိုက်ကိုစမက်အဲလေးပြောမနော်ပြေလေးမမဆဆာမမအဲစီမနင်းစီအားဝဲတရာပါကိုကြီးမမဟီရိုမမကိုချစ်လူမိုက်ကို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 ဗလာကိုဗလာမတွေ့ရကြနေပြီကကတိုနတ်အလုံးဝထတာပါမချိတ်မရှိဟော